လေယုံလေထပ်ပို့ပြီးအမြင့်ပြန်နိုင်ခဲ့တဲ့စင်မြန်ကြီးအားလုံးပဲမင်္ဂလာပါဒီအာဒီမာတော့စင်မြန်ကြီးတို့ကခြေစွမ်းနေမဟုတ်ပဲနဲ့ကံပါကောင်းနေတယ်လို့ပြောလို့ရပါတယ်ဒီဘက်မှာလည်းစင်မြန်ကြီးတို့အတွက်ဖလားစင်ခေါ်မဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ပကိုးညီမကြီးနဲ့နှုတ်ဘူးတို့အားလုံးရှုံ့နေခဲ့ပြီးတော့စင်မြန်တို့ကတော့ဖန်သန်းတော်တို့ကိုအနိုင်ကမ်းပြီးသုံးဘက်ယူသွားခဲ့ပါတယ်ဘူလို့ဆိုရင်တော့စင်ကြီးတစ်ပင်မော်ရောက်နေတာမဟုတ်ပဲနဲ့အမြင့်ပြန်တော့မဲ့စင်ပြန်ဆိုတာတစ်ပြေးပြေးနဲ့ယူလုံးပေါ်လာခဲ့ပါပြီနန်းတော်တို့နဲ့ပွဲစဉ်မှာကိုပြတ်နိုင်မရရှိခဲ့ပေမဲ့ခန်းစစ်ကတော့ပေးကူးခွင့်မပြုအောင်ဆန်းဆောင်နိုင်ခဲ့ပါတယ်ဒီမှာတော့စင်မြန်ကြီးနဲ့ဖန်သန်း ်းသန်းတို့ရရှိနိုင်ခဲ့ကြတဲ့ပရီးမီးယားလိဘွဲစဉ်တွေကိုဆက်ပေးခြင်းပါတယ်။ဟိုတင်းလိုမဟုတ်ဘဲနဲ့ဥရပပွဲတွေပါကန်နေရတဲ့စင်မြန်ကြီးလူလူအသင်းတွေအတွက်ကတော့ကစားသမားတွေပွဲပန်းနိုင်တဲ့အခြေအနေတွေကိုလည်းထည့်သွင်းစဉ်းစားရပါတယ်။အဲဒါမဲ့စင်မြန်ကြီးလူကလည်းစကွတ်တက်တောင်းလာခဲ့ပြီးမှလို့အရင်လောက်တော့စိုးရင်စရာမရှိတော့ပါဘူး။ပြီးခဲ့တဲ့ဒံပလာပွဲတုန်းကအပြောင်းလဲတစ်ချို့လှုပ်ထားခဲ့တဲ့စင်မြန်ကြီးလူကတော့ဒီတစ်ပတ်ပွဲစဉ်မှာလူဆုံးပြန်ထုတ်သွင်းလာခဲ့ပါတယ်။စင်မြန်တို့ရဲ့ဘဲချမ်းမှာမာတီနယ်လီတက်ထရော့ဆက်ကပဲပူနေရလာခဲ့ပြီးတော့အသင်းဟောင်းကိုချင်းဆိုင်မှုအတွက်အစီတယောက်လည်းပွဲထွက်လာပါတယ်။ ဘက်ကဖန်သန်းတို့ကလည်းမာတီတာကိုပဲအထောင်ထားလာခဲ့ပြီးတော့အစ်စမဲလာဆာဟွာတန်ကမာတာနဲ့ခန်းစစ်မှလည်းမြူနော့စ်နဲ့ဂူအီလိုဖြစ်ပါတယ်။ဒီပြဂလက်စနာရဲ့လက်အောက်မှာဖန်သန်းတို့အတင်ကမတင်မထားတာတွေလုပြနေပြီးတော့ပြီးခဲ့တဲ့ရာသီတုန်းကလည်း FA ဖလာနဲ့ကွန်မြူနတီတိုင်းတွေကိုစုခုထားပါတယ်။ရာသီမှာလည်းဘဂိုးသင်းနဲ့ညီမာသီတို့ကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းပွဲတွေမှာတော့ထင်သလောက်ရလမကောင်းတော့ပါဘူး။သူတို့အတင်းနေအစီကိုလက်လွတ်ထားလိုက်ရတာကြောင့်အနေငယ်တိတာသွားခဲ့တယ်လို့ပြောလို့ရပါတယ်။ ။အသင်းစလုံးကခံစစ်ပိုင်းကောင်းတဲ့အသင်းလေးဖြစ်လို့ပထမပိုင်းမှာလည်းအခွင့်အရေးများများဆက်စားသိမိရခဲ့ပါဘူး။အခွင့်အရေးသိမိရရင်တော့မှရတဲ့အနေထားကနေစမြန်နုကတော့ဂုသွင်းနိုင်လာရှိနေပြီးတော့မိနစ်40လောက်မှတင်အီစီကအသင်းဟောင်းဘက်ကိုဂုသွင်းသွားခဲ့ပါတယ်။အဲဒီလိုနဲ့ပထမပိုင်းမှာစမြန်နုကပဲတကူးကူးရှိနေဥဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာဒံယားကြောင့်ဆလီဘာတယောက်လူစားလဲခဲ့ရပြီးတော့မွတ်စကွဲတော့ဝင်ရောက်လာခဲ့ပါတယ်။ဒီကခန်းစစ်အတွဲကတအူးထွက်သွားခဲ့ရပေမဲ့ဆင်မြန်တို့ရဲ့ခန်းစစ်တိဆောက်ပုံကတော့ကောင်းဆုံးအနေထားမှာဆက်ရှိနိုင်ခဲ့ပါတယ်။ဖန်နာနန်းတို့အနေနဲ့အပိုင်ခွင့်ရရဲ့လိုတောင်ဖန်တီးနိုင်ခြင်းမရှိတဲ့အထီးကိုဆင်မြန်တို့ရဲ့နောက်တန်းကချစ်လင့်နေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းမှာဆင်မြန်တို့ကလည်းဂိုးထွက်မသွင်းနိုင်တော့တာကြောင့်ပွဲကလည်းပထမပိုင်းတုန်းကအတိုင်းပဲတကူကူမရှိနေပြီးဆုံးသွားခဲ့ပါတယ်။ပရီးမီယာလီဂ်ကိုပွဲမှာ၃ဂိုးပဲပေးထားရသေးတယ်လို့နောက်ဆုံး၅ပွဲဆက်ကိုကလင်းရှိရထားတဲ့အထီးဆင်မြန်တို့ရဲ့နောက် တန်ကလက်ဖြားခါလာအောင်ကောင်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအတင်းရဲ့တိုက်စစ်ပိုင်းကတော့လိုအပ်ချက်နည်းငယ်ရှိနေသေးတယ်လို့ပြောလို့ရပါတယ်။လိုရဖြစ်ဖြစ်ရတဲ့ခွင့်ရေးကိုအသုံးချနိုင်ခဲ့ပြီးတော့ဇယားထိပ်မှလေးမှတ်ဖြတ်ရင်းနဲ့အားလုံးကိုဥစားထားနိုင်ပြီလည်းဖြစ်ပါတယ်။ဇွန်လကြီးကြီးရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။